နပိုလီယံကင်ဆောင်ခဲ့တဲ့ဓာပါဝင်ကမ္ဘာစည်းကြီးဆုံးဓာဆက်တဲ့ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကမ္ဘာလွားကထူးခြားဆန်းပြားကြောင်းရာလေးတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့နေပြည်တော် channel ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျွန်တော်တို့အားလုံးတိုင်းကားတွေကိုကြည့်ခဲ့ဘူးကြတိုင်းသမားတွေကိုအားကြစွာနဲ့တိုင်းသမားဖြစ်ရှင်ခဲ့ကြတဲ့ YouTube ခဲတဲ့ချိန်တွေရှီကောင်းရှိခဲ့ကြပါလိမ့်မယ်တိုင်းလောကသားတွေဖြစ်ခဲ့ခြင်းကြဘူးသူပြီးပြီးတိုင်းသမားတွေကန်ရတဲ့ဓာတ်တွေကိုလည်းနှိမ့်ချတဲ့သဘောကြမိခဲ့ကြပါတယ် ဓာတ်ဆိုတာကတိုင်းသမားတွေဆာမူရိုင်းတွေကင်ကြတဲ့ဓာတ်မှမဟုတ်ပါဘူးဓာတ်တကယ်ကောင်းပြီဆိုရင်တန်မှုဖြတ်မရအောင်ကိုတန်မှုကြည့်ပါရယ်ဒီနေ့ဗီဒီယိုမှာတော့ကပ္ပဈေးကြီးတုံးဓာတ်တွေရဲ့အကြောင်းကိုနေပြည်တော်ပြည်သက်များအတွက်ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ရပါတယ်ပထမဆုံးပြောပြပေးခြင်းနဲ့ဓာတ်ကတော့ကာတာနာလို့အမည်ရတဲ့ဓာတ်ဖြစ်ပါတယ်ကာတာနာဓာတ်ကအကွေးပုံစံလေးနဲ့ထုတ်လုပ်ထားပြီး73ရာစုကာလတွေတုန်းကဂျပန်ဆာမူရိုင်းတွေအဓိကလက်ဆွဲအသုံးပြုခဲ့ကြတဲ့ဓာတ်တွေဖြစ်ပါတယ်ဒီဓာတ်တစ်လက်ရဲ့ပေါက်ဈေးက ဒေါ်လာ၄သိန်း၁၈၀၀၀အထိတန်ကြီးရှိနေပါတယ်။ဒုတိယမြောက်ဓာတ်ကတော့ဘိုဂျုံနယ်စင်ကင်ဆွဲခဲ့တဲ့ဓာတ်ဖြစ်ပါတယ်။ဘိုဂျုံနယ်စင်ဟာ1960ခုကနေ1800ခုနှစ်အတွင်းမှာဗြိတိရှ်အမတ်ရှစ်တော်ဝင်ရည်တက်ရဲ့အလံရရှိဖြစ်တဲ့တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ဒုတိယဘိုဂျုံကနေဘိုဂျုံဖြစ်လာခဲ့သူပါ။ဘိုဂျုံနယ်စင်ကင်ဆောင်ခဲ့တဲ့ဓာတ်ရဲ့တန်ဖိုးကတော့၅သိန်း၄1920ဒေါ်လာအထိဈေးပေါက်နေတဲ့ဓာတ်လည်းဖြစ်ပါတယ်။တတိယမြောက်ပြောပြပေးချင်တာကတော့အိန္ဒိယအေဂရီဂျီတအူးဖြစ်ခဲ့ဘူးတဲ့။ ရှာဂျဟန်ကင်ဆောင်ခဲ့တဲ့ဓာတ်ဖြစ်ပါတယ်။ဒီနေ့ခေတ်ပေါက်ဈေးနဲ့ဆိုရင်ဘီယင်ကြီးကင်ဆောင်ခဲ့တဲ့ဓာတ်ရဲ့တန်ကြီးကဒေါ်လာ9,800လောက်ထိတန်ကြီးရှိနေပါတယ်။ရှာဂျဟန်ကတော့16ရာစုလောက်တုန်းကကြီးစိုးခဲ့တဲ့မူဂေါ်အင်ပါယာကိုအုပ်ချုပ်ခဲ့တဲ့ဘီယင်ကြီးတစ်ပါးဖြစ်ပါတယ်။လေးခုမြောက်တင်ဆက်ပေးခြင်းတဲ့ဓာတ်ကတော့အေဂရစ်ရှီယန်လုံရဲ့နေချက်မိတ်ဆာအမဲလိုက်ဓာတ်ပဲဖြစ်ပါတယ်။ဒီဓာတ်ရဲ့တန်ကြီးကဒေါ်လာ1.24သန်းလောက်ထိဈေးပေါက်ပါတယ်။ရှီယန်လုံကတော့မန်ချူးမင်းဆက်ရဲ့စက်တမမြောက်ဘီယင်ကြီးလည်းဖြစ်ပါတယ်။ ၅ခုမြောက်ဓာတ်နေရာကနေပြောပြပေးသွားချင်တာကတော့ဗိုလ်ချုပ် Ulysses S. ကင်ဆောင်ခဲ့တဲ့ဓာတ်ဖြစ်ပါတယ်။ဒီဓာတ်ကလည်းတန်ဖိုးကြီးဓာတ်ထဲမှာပါဝင်ပြီးဒေါ်လာ၁တန်းမှ၆တန်းလောက်ထိတောင်ပေါက်ဈေးရှိနေတာပါ။ဗိုလ်ချုပ်က1869ခုနှစ်ကနေ1889ခုနှစ်အထိအမေရိကန်အတွက်တမရဖြစ်တာဝန်ထမ်းဆောင်ပေးခဲ့ပါတယ်။တမရမဖြစ်ခင်ဗိုလ်ချုပ်ဘဝနဲ့အမေရိကန်ပြည်တွင်းစစ်ပွဲကြီး၅ခုကိုအကောင်းဆုံးဥဆောင်တိုက်ပွဲဝင်နိုင်ခဲ့သူပါ။၆ခုမြောက်ကမ္ဘာဈေးကြီးဆုံးဓာတ်ကတော့ Buster Warren Ski ရဲ့ရန်နာကြောက်စီဓာတ်ပဲဖြစ်ပါတယ်။ ဒီသားကိုထုတ်လို့သူကအမှန်ဆိုရင်နှစ်ယောက်ပါဂျင်းနဲ့ဘက်စတာစတိုးတဲ့တငယ်ချင်းနှစ်ယောက်ကဖန်တီးပြခဲ့ကြတာပါဒါပေမဲ့ဘဘဲဆရာဖြစ်တဲ့ဘက်စတာကပဲဓာတ်ကိုဥဆောင်တုံးလုပ်ခဲ့တာဖြစ်လို့ဘက်စတာဖန်တီးထားတဲ့ဓာတ်လိုပဲနာမည်ကျော်ခဲ့ပါတယ်ဘက်စတာကဘင်းကြီးတွေတမြောင်ဖြစ်အေးပေါ်တုံးဖို့တီထွင်ဖန်တီးပေးခဲ့တာဖြစ်ပါတယ်ဒီသားရဲ့ယနေ့ခေတ်ပေါက်ဈေးကဒေါ်လာ1.3တသန်းပေါက်ကြီးရှိပါတယ်ခုနှစ်ခုမြောက်နေရာမှာပြောပြပေးသွားခြင်းနဲ့ဓာတ်ကတော့မူကအင်ပါယာကိုအုပ်စိုးခဲ့တဲ့ဘင်းကြီးရှာချန်းကန်ဆောင်ခဲ့တဲ့ကိုပိုင်တမြောင်ဖြစ်ပါတယ် ဒါဆိုရင်ရန်ကို crazy ဖြစ်လွန်းတဲ့ရှာချဟန်းကဒီတမျောင်အကောက်လေးကိုရေးပေါ်တုံးဆွဲဖို့ကိုနဲ့မကွာစောင့်ထားခဲ့တာပါဒီသားရဲ့တန်ကြီးကဒေါ်လာ3.3သန်းအထိတန်ကြီးရှိပါတယ်ရှစ်ခုမြောက်အဖြစ်နဲ့ပြောပြပေးချင်တာကတော့နာဇီယာခေတ်မှာကင်ဆွဲခဲ့ကြတဲ့ဒေါ်လာ6သန်းတန်တမျောင်လေးပဲဖြစ်ပါတယ်ဒီသားကို15ရာစုနဲ့16ရာစုနှစ်တွေအတွင်းကစပိန်တွေကြကြပြန့်ပြန့်တုံးဆွဲခဲ့ကြပါတယ်ကိုခုမြောက်တင်ဆက်ပေးချင်တဲ့ဒါကတော့စစ်ပြင်းကြီးနပိုလီယံဘိုနာပက်ကင်ဆောင်ခဲ့တဲ့ဒါဖြစ်ပါတယ် ။ဒါမဲ့ကျော်ပြင်သစ်အေဂရစ်မဖြစ်မီပါနပိုလီယံဟာဒီဒါကိုကင်ဆောင်ပြီးတိုက်ပွဲများစွာဝင်ခဲ့ပါတယ်။ဒီဒါရဲ့တန်ကြီးကဒေါ်လာ6တန်းခွဲလောက်ထိရှိနေပါတယ်။နောက်ဆုံးအနေနဲ့ပြောပြပေးချင်တာကတော့အေဂရစ်ကြီးရှီယန်လုံရဲ့ဘိုအာရန်ဒါဖြစ်ပြီးဒေါ်လာ9.8တန်းလောက်ထိကိုတန်ကြီးရှိပါတယ်။အဆုံးထိကြည်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။